င်္ဂလာပါဒီနေ့မေလ29ရက် Federal FN ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့စကိုင်းမှာဝတ်ပြုသူဒုတိယအများဆုံးရှိတဲ့ကတန်းပလီကိုစစ်တပ်ချိန်ပိတ်တဲ့သတင်းမုံရွာနမခကစစ်မှုထမ်းတပ်သား2ဦးတော်လိုင်းရေးတပ်ဖွဲ့ထံလက်နက်ခဲယမ်းနဲ့အတူဗတ်ပြောင်းခုလုံးတဲ့သတင်းဒီမော့ဆိုအနောက်ချမ်းလေးမိုင်ရက်ကူမှာ9နှစ်အရွယ်ကျောင်းသူတူရင်တိုက်မှုကြောင့်တေဆုံးတဲ့သတင်းစတဲ့ Federal FN ရဲ့နေ့စဉ်သတင်းတွေကိုကြားရမှာပါ စကိုင်းမြို့မှာအစ္စလမ်ဘာသာဝင်ဝတ်ပြုသူဒုတိယအများဆုံးရှိတဲ့ကတ်တန်ပလီကိုစစ်ကောင်စီတပ်ကမေလ29ရက်နေ့ညနေပိုင်းမှာအကြောင်းရင်းမရှိဘဲချိတ်ပိတ်သွားတယ်လို့သိရပါတယ်။စကိုင်းမြို့ထူပါယုံလမ်းနဲ့ဇေယျလမ်းကြားကကတ်တန်ပလီကိုစစ်ကောင်စီကအာဏာမသိမ်းခင်နဲ့အာဏာသိမ်းပြီး2022ခုနှစ်နဲ့2023ခုနှစ်တို့မှာလည်းချိတ်ပိတ်ဖို့ကြိုးစားခဲ့တယ်လို့စကိုင်းမြို့ကတအူးကဖက်ဒရယ် FM ပြောပါတယ်။ပလီရဲ့ထိတ်မှာ ူပါယုံဖះနဲ့ကြန့်ခိုင်ရုံရှိပြီးကက်လျက်မှာရဲစခန်းဖြစ်တဲ့အတွက်ဖယ်ရှားရတာဖြစ်တယ်လို့လည်းဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကသခိုင်းမျိုးအနီးကိုဥတီလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်နိုင်ငံတော်ဝန်ဗလီပေါင်း90ကျော်ပျက်စီးပြိုကျခဲ့ပြီးအစ္စလမ်ဘာသာဝင်အများအပြားတည်ဆုံခဲ့ရပါတယ်။သခိုင်းတိုင်းမုံရွာမျိုးအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခမစစ်မှုထမ်းတပ်သား2ဦးဟာလက်နက်ခဲယမ်းနဲ့အတူပြည်သူ့ကာကွယ်တပ်ဖွဲ့ထံကိုဗတ်ပြောင်းခိုလုံလာတယ်လို့ဒိုအေးချန်နယ်ကဒီနေ့ မေလ29ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။စစ်မှုထမ်းတပ်သားနှုတ်ဟာပြီးခဲ့တဲ့မေလ29ရက်နေ့မှာမုံရွာနမခကနေတော်လိုင်းတက်ခွက်ထံကိုချိတ်ဆက်ပြီးဗတ်ပြောင်းခုလုံလာတာဖြစ်ပါတယ်။ဗတ်ပြောင်းခုလုံလာတဲ့တပ်သားနှုတ်ကစစ်ကောင်စီရဲ့မတရားဖမ်းဆီးခြင်းကိုခံရပြီးစစ်မှုထမ်းအပတ်စဉ်ရှစ်မှာတက်ရောက်ခဲ့တဲ့တပ်သားတွေဖြစ်ပြီး၅လကျော်ကြာမှာမုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုပို့ဆောင်ခံခဲ့ရတယ်လို့သိရပါတယ်။စစ်မှုထမ်းတပ်သားနှုတ်နဲ့တူ MA1 အမျိုးသားတနက်နှစ်လက် 36ခွင်းပုံနှလုံးနင်းမိုက်နှလုံးနဲ့9.56ကြည်အတောက်200ရောက်ကိုယူဆောင်လာပြီးအလင်းဝင်လာတယ်လို့ဆိုပါတယ်။ Grenady ဒီမော့ဆိုအနောက်ချမ်း၄မိုင်ရက်ခူကကားလမ်းမကြီးတနေရာမှာမနေ့ကမေလ28ရက်နေ့မနက်7:00နာရီခွဲအချိန်မှာယင်တိုက်ခံရတာကြောင့်အသက်9နှစ်အရွယ် Grade 4ကျောင်းသူတူတိတ်ဆုံးခဲ့ရတယ်လို့တိတ်ဆုံးသူရဲ့အမအုံးပဲဖြစ်သူက Federal FM ကိုပြောပါတယ်။ အဲ့ဒီကလေးငယ်ဟာမုတ်သွားဝယ်စားရင်အပြန်လမ်းဖြတ်ကူးတဲ့အခါကားဆရာကကလေးကိုတွေ့ပေမဲ့ brake နဲ့ lever ကိုမှားနှင်းမိတာကြောင့်ကလေးကိုတိုက်မိသွားခဲ့တယ်လို့ဆိုပါတယ်။ကားတိုက်မိတာနဲ့ကလေးကကားအောက်မှာရောက်သွားပြီးသွေးထွက်လွန်နေတဲ့အချိန်မှာရဲဘော်ကလာလာနဲ့ကြုံလာတာကြောင့်ဆေးရုံအမြန်ပုတ်ပေးခဲ့ပေမဲ့အချိန်မမီခဲ့ဘူးလို့သိရပါတယ်။ဒီနေ့မေလ29ရက် Federal FI ရဲ့နေ့စဉ်သတင်းတွေကိုကြားခဲ့ရတာပါ။ကျွန်တော်သုံးပါပါခင်ဗျာ။